ဒီစိတ်ဓာတ်တကြေကဦးဇင်းတို့တာဝိတိမြို့နဲ့ယူဇနာ30လောက်กว่าဝေးတဲ့မစ္စိကာတန်တမြို့ဆိုတာမှာတတိကြီးတူရဲ့သားဖြစ်တယ်ပေါ့နောက်တော့သူတတိဖြစ်တယ်ပေါ့သူရဲ့အထုပတိကိုတော့ဦးဇင်းတို့အချင်းကျုပ်လောက်ပဲပြောမယ်နော်သူကရှေးစုတော်နဲ့လာတဲ့ပုဂ္ဂိုလ်ဆိုတော့သူမွေးဖွားလာတဲ့အခါမှာနတ်ပန်းမူးရွာတယ်လို့ဆိုတယ်စိတ်ဓာတ်တကြေရဲ့ထူးခြားချက်က အဲ့လိုနဲ့သူချမ်းချမ်းသာသာကြီးပွားပြီးတော့နောက်အသက်ကြီးလာတဲ့အခါကျတော့အသက်အရွယ်လည်းဟိုဦးဇင်းတို့အရန်ကြီးကြီးတဲ့အနေထားတော့မရောက်သေးပါဘူးသူတရားတို့ရတဲ့အချိန်ကမြတ်စွာဘုရားပွင့်တော်မူပြီးခါသာဟိုပြင်စားဝက်ကြီး၅ဦးထဲမှာတပါးအပါဝင်ဖြစ်တဲ့မဟာနန်းဆိုတာပြီးတဲ့တို့ကြားဦးတယ်နော် အဲ့ဒီမဟာနမထေမြတ်ကသာသနာပြုကြွရင်းနဲ့အဲ့ဒီမိစ္ဆိကာတဏ္ဍမျိုးကိုရောက်တယ်။ရောက်တော့ဆုံးခံကြတော့အဲ့ဒီစိတ်ဓာတ်အကျွယ်ကဘူးတွေ့ရတယ်ပေါ့။ကိလေသာကင်းငြိမ်းလို့အင်မတန်အေးချမ်းတည်ငြိမ်တဲ့ရုပ်ရည်လက္ခဏာသွားပုံလာပုံနေပုံထိုင်ပုံကိုမြင်ရတော့သူအလွန်ကြည်ညိုတယ်။အဲ့ဒါနဲ့ဆွန်းနေပါတယ်လောင်ဆွန်းနေပါတယ်ကပ်ပြီးတော့အရှင်မြတ်ဟောတဲ့ဆွန်းအနုမောဒနာတရားကိုလည်းနားလဲပြီးရော အဲ့ဒီစိတ်တကြွယ်ဟာသောတာပတိမဉ္စံဘုံဉ္စံကိုရရတဲ့မြတ်စွာဘုရားရဲ့တရားကို နာရလို့အရိယာဖြစ်တာမဟုတ်ဘူးနော်မြတ်စွာဘုရားရဲ့တပည့်တဝကဟောတဲ့တရားကို နာရလို့အရိယာသူတော်ကောင်းဖြစ်သွားတာအဲ့ဒီမှာသရတရားတင်အင်မတန်အားကြီးတာဆိုတော့သူကအင်မတန်လဲချမ်းသာတာဆိုတော့အဲ့ဒီမြို့ကြီးနဲ့မလတ်မကမ်းမှာရှိတဲ့ဦးဇင်းတို့ကိုွေးပင်တော်ဆိုတာရှိတယ်ကိုွေးပင်နေပေါက်နေတဲ့တော်ကြီးပေါ့ အဲ့ဒီမြေကြီးတွေအဲ့ဒီတောကိုအကုန်လုံးအဲ့ဒါဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုတူလိုက်လှူလိုက်တာပြီးတော့ចောင်းတွေပါတွေဆောက်ပြီးတော့ဘုရင်တို့ဂွေးကြိုចောင်းလို့ဆိုရမှာစို့အဲ့ဒါဘုရားကလည်းအဲ့ဒီတော့ကြွတော့မလန်သေးဘူးဒါပေမဲ့သူကလည်းပဲအဲ့ဒါဘုရားမှုရှိတဲ့တန်ဃာကိုရိမှန်းပြီးတော့လှူထားတာအဲ့ဒါနောက်တော့စိတ်ဓာတ်တဲ့ကနမေကောင်းကအလွန်ထွက်တယ်ဉာဏ်ပညာအလွန်ထမြက်တယ်တရာတရားလည်းအလွန်ကောင်းနေရေစွမ်းတတ္တိလည်းရှိတယ်လို့ထက်မြက်တယ်ဆိုတဲ့နာမည်က ထွက်တယ်။အဲ့ဒီတော့ဦးဇင်းတို့သာသနာမှာထင်ရှားတဲ့မထေကြီးတွေကအဲ့ဒီမစ္စိကာသနာမျိုးကိုကြွ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 ပြီးတော့လာတယ်။အဲ့ဒီကြွလာတဲ့မထေတွေကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးလည်းပါတယ်ပေါ့။အဲ့ဒါရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတဲ့အခိုက်မှာပဲအဲ့ဒီရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟောတဲ့တရားကို နားပြီးတော့အဲ့ဒီစိတ်ဓာတ်တကြွယ်ဟာအနာဂမ်မိမဉ္ဇဉ်ဘုံဉ္ဇဉ်ကိုရပြန်နေတဲ့နော်အနာဂမ်ဖြစ်သွားတယ်ဆိုတော့ တရားအဆင့်ကအလွန်ကြီးမြင့်သွားပြီပေါ့နော်ကာမရာဂတွေမရှိတော့ဘူးဒေါသတွေမရှိတော့ဘူးအောက်ပိုင်းတန်ရောစဉ်၅ပါးကိုသူအကုန်လုံးပယ်လိုက်နိုင်တယ်ပေါ့နော်တက္ကရာဒိဋ္ဌိရဲ့ဝိရှိကိစ္စရဲ့သီလပဒပရမာသရဲ့နော်လူငယ်တွေကနားလည်မလားမသိဘူးနော်တက္ကရာဒိဋ္ဌိဆိုတာသင်ရှားရှိတဲ့ယုံနံကိုငါလို့သူလို့ထင်တဲ့အမြင်မှားကိုဒါတက္ကရာဒိဋ္ဌိလို့ဆိုတယ်ဝိရှိကိစ္စဆိုတာကယုံမှားတန်တဲ့ရပေါ့နော် တိလပဒပရာမာသတန်ရောစဉ်ဆိုတာကမဂ်ကင်၈ပါးကလွဲလို့ကျန်တဲ့အကျင့်နေနဲ့ချမ်းသာတဲ့ချမ်းသာမှန်ကို ရနိုင်တယ်လို့လွဲမစွာထင်မြင်ယူဆတာအဲ့ဒါတိလပဒပရာမာသနော်နောက်ပြီးတော့ကာမရာဂတန်ရောစဉ်အာလုံးကိုပယ်တယ်ပြီးတော့ဗျာပါဒတန်ရောစဉ်ဒီတန်ရောစဉ်၅ပါးကိုပယ်လိုက်တယ်ပေါ့နာဂံဖြစ်သွားပြီဆိုရင်ဒီတန်ရောစဉ်၅ပါးမရှိတော့ဘူး ဒါမဲ့ဥစဉ်တို့ဒီစိတ်ဓာတ်တကြေကအနာခံအရိယာပုဂ္ဂိုလ်တန်ဖြစ်နေတာမြတ်စွာဘုရားကိုတခါမှသူမဖူးဘူးအဲ့ဒါနောက်တော့မဖြစ်ဘူးငါမြတ်စွာဘုရားကိုသွားပြီးတော့ဖူးမယ်ဆိုပြီးတော့သူမြတ်စွာဘုရားကိုသွားဖူးဖို့လဲပေါင်း900လောက်နဲ့မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုကန့်ဖို့အတွက်နော်ကတ်စရာလှူစရာပစ္စည်းတွေအပြည့်တင်ပြီးတော့သွားတာပါပဲအဲ့ဒါလမ်းမှာသူစရေချတဲ့နေရာတိုင်းနေရာတိုင်းမှာနော်နှက်တွေက သူ့ရဲ့ပေးတဲ့ကိုကျွေးတယ် သူ့ရဲ့လှဲတွေပေါ်ကိုလည်းနတ်တွေကအများကြီးတင်ပေးတာအဲ့ဒါသူ့ပစ္စည်းဘာမှကိုမသုံးရဘူးဟိုရောက်တော့လည်းသူ့ပစ္စည်းကိုဘာမှမသုံးရဘူးနတ်တွေကသူ့ကိုလက်ဆောင်ပေးတာနဲ့ပဲမြတ်စွာဘုရားကိုလှူရတာအဲ့ဒါလောက်ဘုံကြီးမျိုးပြောမယ်ဆိုရင်တော့ဘုံကံကြီးမာတဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့ဒါနဲ့နောက်တော့ဦးဇင်းတို့အဲ့ဒီအကြောင်းအရာလေးတော့အတူတူပဲပြောပါမယ်ရှင်အနန္ဒာကမြတ်စွာဘုရားကိုရှောက်တယ်ဒီစိတ်ဓာတ်တကြေဟာအလုံးကိုဘုံကြီးတဲ့လူပဲ ဘာကြောင့်သူ့မှာဒီလိုအင်မတန်ကြီးကျယ်တဲ့ဘုံကံမကြီးကျယ်တဲ့အကျိုးပေးချမ်းသာကို သူရတယ်လေ။လက်တွေကတောင်သူ့ကိုလာရောက်ပြီးတော့လက်ဆောင်ပေးရတဲ့အနေအထားရှိတယ်။အဲ့ဒီမှာမြတ်စွာဘုရားကဒါလည်းသူပြုခဲ့တဲ့အကြောင်းအလျော်ဆိုတာဖြစ်ကြတာ။လောကကြီးကဘာမှအကြောင်းတရားမဲ့ဖြစ်တာ မရှိဘူး။ဖြစ်เสียရှိရင်ဖြစ်တယ်။ဖြစ်เสียမရှိရင်မဖြစ်ဘူး။အဲ့တော့သူဖြစ်တဲ့အကြောင်းကဘာကြောင့်ဖြစ်တာတုံးဆိုတော့တခုသောဘဝတုံးက တိတိကျကျပြောရရင်ကတ္တပမြတ်စွာဘုရားရဲ့သာသနာတော်မှာသူယဟန်တမားကိုသူစွန့်နေအများကြီးလှူပြီးတော့သူဆုတောင်းတာပန်းနေလည်းသူလှူပြီးတော့ဆုတောင်းတာနော်သူမွေးဖွားလာရင်ပန်းပိုးတွေရွာပါစေသူ့ရဲ့ဘဝဟာပန်းခင်းတော်လမ်းကိုရှောက်ရတယ်လို့အရှင်ပြေပါစေအဲ့လိုလှူဒန်းပြီးတော့ဆုတောင်းတဲ့ဘဝတုန်းကအံ့ဩစရာကောင်းတယ်သူမုတ်ဆိုးတယောက်ဘဝအနေနဲ့သူဆုတောင်းပြီးတော့လှူဒန်းပြီးတော့ဆုတောင်းတာနော် အဲ့ဒီတုန်းကသူကဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်တုန်းကနောက်တစ်ချိန်ဘုရားတဆူဆူရဲ့လက်ထက်မှာနော်ပညာအရာမှာဥပဒကာရရဲ့ဘက်ကသူဝတိတိကြရပြောရရင်သူရတဲ့ဣတရက်ကတရားဟောတဲ့နေရာမှာဣတရက်ရတာနော်ဓမ္မကတိကအရာမှာဣတရက်ရတာဟုတ်ရလားအဲ့တော့သူကဘဒုမုဒ္ဒရာမြတ်စွာဘုရားရဲ့လက်ထက်မှာသူကုသိုလ်ကောင်းမှုအကြီးအကျယ်ပြုတ်ပြီးတော့ဆူတောင်းခဲ့တာပါသူဗျာဒိတ်ကတော့သူရပေးသား နော်ဒါပေမဲ့လို့ဗျာဒိယပိသာပုဂ္ဂိုလ်တူတူရောဘဝတန်တရားမှာကံကြမ္မာပြစ်ချရာကိုသူရောက်ရရတယ်မုတ်ဆိုးဘဝဖြစ်တယ်အဲ့ဒီကတ္တဗမြတ်စွာဘုရားရဲ့တာသနာမှာဒါပေမဲ့လို့သူ့မှာအသိဉာဏ်ရှိတယ်မျိုးယိုးအရာဖြစ်ရပေမဲ့လို့သူ့မှာတိတက်တဲ့မြင်တက်တဲ့ဉာဏ်ရှိတယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီရဟန္တာမထေရမြတ်တစ်ပါးကိုသူလှူဒန်းပြီးတော့ဆုတောင်းမှုပြုခဲ့လို့အဲ့ဒီသူ့ရဲ့ကောင်းမှုရဲ့အကျိုးဆက်ကိုသူခံစားရတာလို့မြတ်စွာဘုရားကတော့အဲ့ဒီမှာအသေးစိတ်ဟောပါတယ် ဒါကဥစဉ်တို့ဒီစိတ်တကြွေရဲ့အကြောင်းလေးကိုသူနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ထားတာတွေကိုပြောခြင်းလို့အခြေခံလေးအနည်းလေးကိုပဲဥစဉ်ကပြောလိုက်တာဟုတ်ရဲ့လားသူအကြောင်းအရာအကျေကတော့ဒါဗုဒ္ဓဝင်ကျမ်းဂန်တွေထဲမှာအကုန်လုံးအပြည့်အစုံပါပြီးသားပါဟုတ်ရဲ့လားအေးအဲ့တော့ဥစဉ်တို့ဒီ